မဟာတောဘူမိဆာလတ္တပါတုဘာဝါယအခုလိုကြီးမားတဲ့เจ้าမဲ့ဖွဲ့ကောင်းလောက်အောင် မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မေးမြန်းအေးတဘာဝအဖြစ်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြီးပဲဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားက ရှန္ဒနာရဲ့မိကုံးကိုအေးစိစိပဲဖြေကြတယ်အနန္ဒငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၁မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးအဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ် မြတ်စွာဘုရားကငရင်နှုတ်ချင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာရှစ်မျိုးရှိတယ်။ဘာကြောင့်ငရင်နှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကို မြတ်စွာဘုရားကရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာတဘာဝအကြောင်းတစ်ခုကိုရှင်းဥစွာရှင်းပြတယ်တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်းဥစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်ဟောကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိစီတွင်နေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာသပလန်နက်ခေါ်တာကဘာဂျုံလို့ အဲ့ဒီကဘာကြိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲအဝိုင်းဆက်ကြီးပဲမြင်းနေရတယ်လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲ ဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာ အနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ရှိတယ်မှာဒီလိုပုံမှန်တဏ္ဍာရှိတယ်။ကဘာမြေကြီးဟာ ကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မှာစဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကျင်လိုက်ရင်ကိုဟာ ဆက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေဆက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေအေးခလန်းလန်းရောက်သွားလို့ရှင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင် ကြည့်လိုက်လို့ရှင်ဒဲအိုးကြီးမှောက်ထားတယ်လို့မိုးပြဲတဲ့ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲဘိုးမှာရောက်နေတာအဲ့ဒါကို ကြည်ချင်းအဖြစ် ကဘာမြေကြီးကကောင်းကင်ယံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကဘာတီထားပုံကိုစာပေကျမ်းကမှာဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ် တဘာဝတရားကဖြန့်စင်တဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တီဆောက်ဖို့ကဘာပြုမိုးကြီးတဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကရန်ထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေချပြီးတော့မသွားဘူး ဒီကောင်းကင်ရံကြီးထဲမှာပဲမိုးပေါက်ကြီးရရှိမိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည်လေရေလေးကိုအစက်ချကြည်အလုံးဝအဝိုင်းပဲဖြစ်မှာပဲပဝန်းကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာမျှတာဖြစ်တယ်တခါတော့ကစင်ကာပူကလာတဲ့ကလေးလေး ေကဆယ်နှစ်သားလောက်ရှိသေးတယ်။စာရိတ္တဖတ်တယ်သူကစာရိဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးတော့ရက်တူနေသွားပြီ။သူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူး။သူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်။သူကပါမေးတော့ဆို Who created the world? ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေး ဘုန်းကြီးကလည်းသူနားလဲအောင်ပြောလိုက်တယ် nature create လို့တဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာ nature ပဲ nature ဆိုတာญาတိဥဒ္ဓญาတိဥဒ္ဓကြီးကသူ့တဘာဝကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးတွေရွာလာတယ်ရွာလာတဲ့အခါမှာအောက်မှာ ရေတူကြီးကိုခံထားတဲ့အရာမရှိဘူးအလုံးဟာ လေဟာပြင်းကြီးပဲအထက်ကလည်းလေဟာပြင်းပဲအောက်ကလည်းလေဟာပြင်းပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်းပဲဆိုတော့အဲ့ဒီလေဟာပြင်းထဲမှာကြလာတဲ့မိုးရေပေါင်းဟာလည်းပဲလေဟာပြင်းထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါင်းကြီးဖြစ်တယ်အဲ့ဒီရေပေါင်းကြီးပဲနှစ်ပေါင်းများစွာကြားလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့ ေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံနေမာကျော်လာအပေါ်ယံနေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလဲကြက်ရဲ့ဝန်းထဲအထွက်တုန်းကအခွန်မမာသေးဘူးတဖြည်းဖြည်းအပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်ဘက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျော်လေးတွေတင်းလာပြီးမာလာဒါကနေချာကလုံနေတာ အဲ့ဒီမှာကဘာကြီးဟာအခုလို့စတင်ဖြစ်ပေါ်လာတယ်ရေပေါင်းကနေစပြီးဖြစ်လာတယ်လို့ဆိုတော့ကဘာတီဘုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လေကဘာကြီးဟာအလုံးကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းเสียရတော့မလိုပါဘူးလေသူကြီးထဲမှာရှိတဲ့အရာတခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေတူထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကလေတူတွေရဲ့ပံပိုးမှုချက် လုံနေဖို့သာဖြစ်เสียရှိတယ်ပေါ့နော်လုံနေတဲ့အရာသာဖြစ်เสียရှိတယ်အဲ့ဒါလို့ကဘာကြီးတဲမှာ ကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်ငကုလက်ရှိကလေထုကြီးအာဂတလဟပြင်းထဲမှာလေထုကြီးရှိတယ်အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာအဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာတယ် ဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာအယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အေးတချို့ကတော့ထင်မယ်မြစ်တီအင်းနေအိုင်နေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်သို့တော်လည်း ရေကြီးအောင်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့လူတွေရေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာရေကြီးအောင်မှာရှိနေတဲ့ရေတူးကမ္ဘာတီတုံးကရေတူးကစလာအောက်မှာလေတူးကပင်ကိုရှိနေလေတူးတဲကိုမိုးရွာချလိုက်တဲ့အခါရေတူးရေတူးကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူเจ้าမို့လို့အပေါ်ချောတင်းလာအဲ့ဒီကနေမြေတူးဖြစ်လာအဲ့ဒါကြောင့်မို့အောက်ဆုံးကငကောရှိနေတဲ့လေတူးကြီးကအမတန်ကြီးမားတယ်လေတူးကိုခံပေးထားတာက ရေတူးကြီးရေတူးကြီးရဲ့ပေါ်မှာမြေတူးဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမဟာပထဝီအီမြေကြီးဟာဥဒကေပဋိဋ္ဌိတာ ရေပေါ်မှာတည်ရှိနေတယ် ဥရကံဝါတိပဋိဋ္ဌိတံအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာကတတဲမှာရှိတယ်လေထုကြီးမှတည်တယ်ဝါတော်အာကတထောတဲ့အောက်ဆုံးကလေထုကြီးကတော့ space ကြီးမှရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာ ဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့အာကာသဟင်းလင်းပြည့်မှန်သမျှလေဒုရှိဒါကြောင့်မို့လေဒုလေဒုရဲ့အပေါ်မှာယေဒုရှိတယ်ယေဒုရဲ့အပေါ်မှာမြေဒုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင် အောက်မှာခန်းနေတဲ့အနန္တအာကာသတဲ့ကလေဒုကြီးဟာ တခါတရံကြတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေဟာပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ။လိုင်းကရဲ့ကြီးတွေလိုလေကြီးဟာဣပြီးတော့တိုက်လာတာ။ချိန်လေးမကြာခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာပဲဘမပြေမလဲ။မကြာမကြာလေမုန်တိုင်းတွေဖြစ်လာ။ကြီးပေါ့။အဲ့ဒီသဘာဝကကြောင့်မို့လို့ဒီလူတွေမြင်ရတဲ့လေက ကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေထုအလွန်ကြီးမားအဲ့ဒီလေထုကြီးဟာလှုပ်ရှားလာပြီအင်တန်ကြီးမားတဲ့မုံတိုင်းကြီးလိုဖြစ်လာ လေတိုက်တယ်ဆိုရဲလေကိုမမြင်ရပါဘူးလေလေဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေထုကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျဥဒကံကံပင်တိ 雷珠一样的，平常楼下来的看嘛，都帮忙洗你的雨雾，楼下多少的。啊，你啊，没雨雾是的哈，他带来、奥森来的你说的多啊，喏，平常来的呢，带来的呢，的啊，布个雨珠啊，落到，雨珠子落到的看，雨珠子你不透明、干瘪的，雨珠子落下是的。哎喽，说落那个。 ကဘာမီငရင်လှုပ်ချင်းရဲ့တဘာဝအကြောင်းတရားဟာဘာလဲလို့ဆိုလို့ရှင် လေဒီမငြိမ်မသက်ဖြစ်တဲ့အခါမှာနော်အောက်ကကဘာမီကြီးအောင်မှာရှိနေတဲ့လေထုကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ်ရေတွေလှုပ်ရှားလာတဲ့အခါမှာ မြေကြီးလှုပ်ရှားသွားတယ်အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုပြောတာဒါကတဘာဝအနေထားကိုဖြစ်တယ် တဘာဝမှာဓာတ်ကြီးလေးပါဆိုတာအလုံးသိကြတဲ့အတိုင်ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်လို့ဆိုဝါယောနဲ့ဒေဇောကမိဖက်ပထဝီနဲ့အာဘောကမိဖက်ပဲဒီကနေ့ခေတ်ဒီအလုံးသိနေကြတဲ့လေရင်မြန်ရဲ့ကောင်းကင် ပြန်တက်တဲ့အနေထားတစ်ခုကိုစဉ်းစားကြည့်ပေါ့အချင်းချုပ်ပြောလိုက်မယ်ဆိုရင်လေရင်ပြန်ဟာ เสนอเลยบีโร่ทโซทัดิมยาวลงไลเด็กค่ะลีดูอัะเด็ดทีโซสินตีโซสินวายอสุราลาเลยแต่จังว่ามีเราอยาลีเป็นสุราสินลมีมาเราเองอ่ะลีเยี่ยนี่เลยมีเรามีส่วนลีก็ยาวลาปูเวทหาตบาว่าไปเลยตบาว่าก็อะไรสิปูยินลีได้ดาแต่จังว่าตีปูยินเลยมองได้นี่ได้ดาเดี๋ยวลุกย้อราะไร เงี้ยเล่าได้เดมูนได้ได้ได้สระลีเอพยองเลยมูเรียวพิ่บสิตีสอนเนี่ยวายอนนักคือป้องไล่ไดกข้าจ้าลีเนี่ยป้อตัวลีดูเด้ยาวตัวที่เราสรุปนะบุตีสอนได้ดีเล่าปีไล่ไดกข้าวายอนได้ดีมีอาบีรถลาเอริเชงว่าลีเนี่ยบ่ได้ตัวเปลี่ยนเซมีสุดเด้ข้าจ้าจีตีสอนหัวช็อต တဖြည်းဖြည်းလေတက်တွေလေရှိန်တွေကိုလျှော့လိုက်တဲ့အခါအပူရှိန်ကိုလျှော့လိုက်တဲ့အခါမှာလေရှိန်ကလည်းလျော့ကြသွားလျော့ကြသွားပြီးတော့မြေပြင်ကိုပြန်သက်ဆင်းလာ